မိဘကိုစိတ်ချမ်းသာစေချင်လို့ဂျပန်ကိုသွားဖို့စ조사ရင်ရန်ကုန်မှာဖြစ်ဆိုးနေကြုံခဲ့ရတဲ့မြို့သမီငယ်မိဘကိုလွတ်ကျွေးချင်လို့ဂျပန်ကိုသွားဖို့စ조사ရင်အသက်ဆုံးရှုံးခဲ့ရတာကမြင့်ကျန်သူလေးမက်တီရီတွေပါမက်တီရီတွေဟာရန်ကုန်မှာဂျပန်စာတင်တဲ့တည့်ရင်ရှေ့ပြည်သားမှာဒုစရိုက်သမား၃ယောက်ကလုံခြုံချင်းခံခဲ့ရတာဖြစ်ပါရင်မက်တီရီတွေဟာအဆောင်မှာပို့လို့ရေချိုးရင်တဆောင်နေနေတဲ့လူငယ်၃ယောက်ကအာဓမပြုတ်ခြင်းကဖုံးနဲ့ရွှေတွေယူပြီးတော့ရုပ်လောင်းကိုစွန့်ပစ်ခြင်းခံခဲ့ရတာဖြစ်ပါရင် ချက်တဲတဲ့ခေကာလခြေနေတခုဖျက်တမ်းနေရတဲ့အခုချိန်ရန်ကုန်မြို့မှာမူရည်စေဝါတုံးဆွဲကမကောင်းမှုဒုစရိုက်လုပ်ငန်းတွေကိုကျူးလွန်နေမူရည်ရန်ကားသူတွေများလာတာပါအခုခါမှရင်မတ်တေရီသွဲတယောက်ပူလို့ရေချိုးစင်းရင်းနဲ့ဒုစရိုက်သမားတွေရဲ့တားကောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ် မဲ့တီရီတဲ့ဟာရှင်းရနေကလေးကပျောက်ဆုံးသွားတာဖြစ်ပေမဲ့လူတွေကမသိခဲ့ကြပါဘူး။တဆောင်နေနေသူတွေကတော့မဲ့တီရီတဲ့တယောက်ကောင်းလေးနဲ့ခိုးရလိုက်ပြေးသွားတယ်လို့ထင်ကြတာပါ။ဒါပေမဲ့လေပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မဲ့တီရီတဲ့ရဲ့ရုပ်လောင်းကိုရွှေ့ပြီးသား၁၄ရက်ကွယ်ကိုင်းတော့မှာ၃ပိုင်းပိုင်းပြီးတော့တွေ့ရှိခဲ့ရပါတယ်။တရက်ကလူငယ်၃ယောက်ကမဲ့တီရီနွေကိုမြင်ပြီးတော့လက်ဝက်လက်စားတွေကိုလူရက်ခဲ့တဲ့ပြင်ကိုအတင်းအဓမ္မလေးကျင့်ခဲ့တာပါ။သူတို့ကကြင်ရများတဲ့ဆုံမဲ့တီရီနေရဲ့ခနာကိုကိုလူမဆန်စွာ၃ပိုင်းဖြတ်ပြီးတော့အလောင်းကိုဖျောက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။တရက်ကလူငယ်၃ ောင်ယောက်ကတော့မတ်တရီနယ်နဲ့တဆောင်တဲ့နေသူတွေဖြစ်ကသူရလင်းအောင်မြင့်မြတ်နဲ့ကျော်စင်မောင်တို့ဖြစ်ကသူရလင်းကအသက်20နှစ်နဲ့ဇန်နဲ့နှစ်ယောက်က16နှစ်အရွယ်လေးတွေဖြစ်တယ်လို့ဆိုပါရီတရားခံသုံးယောက်ကမတ်တရီနယ်ကညာဘက်ပို့လို့အဆောင်အောက်ရေစင်းချူရကနေပြန်ပေးဆွဲသွားတယ်လို့ပြောကြပါရီမက်တရီတဲဟာဂျပန်သွားရောက်ဖို့အတွက်ဂျပန်ဆောင်ဝဲဝဲဖြေဆိုဖို့သူမနေထိုင်ရာမြင်းချယ်မြို့ကနေရန်ကုန်ရွှေပြည်သာမြို့နယ်ညရှိရက်ွက်တမင်ရွှေတီလန်နဲ့ ဘူမင်းအောင်လန်တောက်တုံးတဲ့ဆောင်မှာလာရောက်နေထိုင်ကြတာပါ။မနေ့နေ့တွေဟာဒီလိုဂျပန်နိုင်ငံကိုတွားရောက်လောက်ကင်နိုင်ဖို့အတွက်နှစ်နှစ်လောက်ချိန်ယူထားတယ်လို့ဆိုပါရီ။လူငယ်တွေကစေဝါအလွန်ကျော်သုံးဆွဲကဒူးစရိုက်သားကောင်တွေဖြစ်လာတာပါ။ဒီလိုမျိုးစေးသုံးနေကြတဲ့မူရစ်ကောင်တွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့မိန်းကလေးတွေမြန်မာနိုင်ငံမှာအများအပြားရှိကြပါရီ။မကြသေးခင်ကလည်းဖြာပုံမျိုးမှာ စေသားကောင်ဖြစ်ခဲ့ရတဲ့မောင်ငယ်ကြောင့်အမဝမ်းကွဲဖြစ်သူမိန်းကလေးတဦးဟာရေးရဆက်ဆက်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အခုကမှလည်းမက်တရီသွဲတယောက်အသက်ဆုံးရှုံးခဲ့ရတာပါ။ဒီမှုကိုသိရှိတဲ့ရွှေပြည်သားဒေသခံတဦးကအတော်လေးကြောက်ဖို့ကောင်းနေရေးရဆက်ဆက်ခုတ်ဖြတ်ထားတာအလောင်းကိုစတွေ့တော့ဘဲကလဲဆိုတာဘသူမှမသိကြဘူး။လိုက်စုံစမ်းကြည့်လိုက်တော့ရှေ့ရွက်ကပျောက်သွားတဲ့ကောင်မလေးဖြစ်နေတာ။ဂျပန်သွားဖို့အမြင့်ကြံကားတွေတင်းတဲ့ကိစ္စလားစုံစမ်းရေးဖြစ်တာ။မင်းကပဲအာသုဘချရလို့ပြောလာတာပါ။ဒီလိုမျိုး အုပ်စုဖွဲ့မင်းချင်းခင်ရတာကိုလည်း အထူးမော်ဂင်တပ်ဖွဲ့ CID ကစစ်ဆေးကြည့်ပြီးတော့မှသာအတီးပြုခဲ့ကြတယ်လို့ဆိုထားတာပါပြည်မှုကျွလို့သူတွေကို yes scan ကဖမ်းမိတဲ့အခါတိတ်ဆုံးသူကိုင်ဆောင်တဲ့ဖုန်းနဲ့ဝစ်စင်ထားတဲ့လက်စွပ်ကိုတင်းစီရမိပြီးတော့အလောင်းကိုရွှေ့ပြီးသားမျိုး14ရက်ွက်ကိုင်းတော့မှတော့ရောက်စွပစ်ခဲ့တယ်လို့သိရပါပြီအခုဖမ်းမိထားတဲ့ဒုစရိုက်သမား3ယောက်ကိုရွှေ့ပြီးသား yes scan ကပုံမှန်3ကိုနေမြင်းဆောင်3တုံညာနေမြင်းဆောင်2တုံညာတင်းနေအမှုဖွင့်ကစစ်ဆေးဆဲဖြစ်တယ်လို့သက်ဆိုင်ရာရဲဌာနကပြောကြားထားပါတယ်မက်တရီတွေရဲ့မိသားစုကတော့လေယာဉ်လုံငန်းလုတ်ကိုင်းနေရင်အတမိုး ဲကြောင်းပြုနေကြတာပါမက်တီရီနယ်ကတော့မိဘကိုပင်ပက်ပက်အလုံးလုံးစေခြင်းပဲချမ်းသာစွာထားခြင်းလို့ဂျပန်ကိုသွားရောက်ပြီးတော့အလုံးလုံးကင်ဖို့စီစဉ်နေတာဖြစ်ပါတယ်မက်တီရီနယ်ကဂျပန်မှာအလုံးလုံးရေးမိဘနှစ်ပါးကိုထောက်ပံ့ဖို့စီစဉ်နေတာပါဘာပဲဖြစ်ဖြစ်မလုံခြင်းနဲ့ခြေနေအောင်မှာမိဘကိုလှုပ်ကြွေးခြင်းနဲ့တာသမီတယောက်ကတော့အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ပြည်သက်ကြီးတို့ကရောမက်တီရီတွေအသက်ဆုံးရှုံးခဲ့တဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးကိုပြောခဲ့ပေးပါဦးရှင်